ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံကနေအရှင်ပြည့်လက်ခံကျင်းပသွားမယ့်စီးကိန်းပြိုင်ပွဲတွေကအမျိုးသားဘောလုံးပြိုင်ပွဲမှာပါဝင်မဲ့ပွဲစဉ်အားလုံးကိုအခမဲ့ပြသပေးသွားမယ်အခမဲ့ကြီးကျယ်ခွင့်ပေးသွားမယ်လို့ပြိုင်ပွဲကျင်းပရေးကော်မတီကသတင်းထုတ်ပြန်လိုက်ဖြစ်ပါတယ်ခင်ဗျာစီးကိန်းအမျိုးသားဘောလုံးပြိုင်ပွဲကပွဲစဉ်အားလုံးကိုဘန်ကောက်မှာကျင်းပမယ်လို့လက်တလုံးမှာကြေညာချက်ထုတ်ပြန်ထားတယ်ဒါပေမဲ့ ကျင်းပမယ်မျိုးနဲ့ကျင်းပမယ်ကွင်းတွေဟာအခြေအနေပေါ်မူတည်ပြီးအပြောင်းအလဲတွေရှိနိုင်နေတယ်လို့ထိုင်းရှင်းဆိုင်မီဒီယာတွေကရေးသားထားတာကိုလည်းတစ်ဖက်မှာမြင်တွေ့နေရပါတယ်။ကွင်းဝင်ကြီးကအခမဲ့လို့သတ်မှတ်ပေးထားရမယ်။ကွင်းထဲကိုလောက်ကြည့်ကြည့်နေတဲ့ပြည်သက်တွေအနေနဲ့ online booking လုပ်ဖို့တော့လိုအပ်မှာဖြစ်တယ်ဆိုပြီးတော့ပြိုင်ပွဲကျင်းပရေးကော်မတီကသူတို့ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားတာလည်းတွေ့ရပါတယ်။စီဂိမ်းပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပြိုင်ပွဲကို U23 အသင်းတွေပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။အိုဆု A မှာတော့ Ancient Thai, Cambodia, Timor ဒီ၃သင်းပါဝင်ပါတယ်။ ဒီတော့အင်ရှင်ထိုင်းအတွက်ဆွေးနွေးပိုင်းတက်ရောက်ဖို့ကတော့လွယ်လင်းတကူဖြစ်နေတယ်ပြီးတော့ပွဲပန်းမှုလည်းတက်တာဖို့ရှိနေပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ကမ္ဘောဒီးယားနဲ့ရှစ်ဒီမောကသူ့ရဲ့ငယ်နိုင်အသင်းတွေဖြစ်နေလို့ပါပဲကမ္ဘောဒီးယားနဲ့ရှစ်ဒီမောကတော့အကောင်းဆုံးအုပ်စုဒုတိယအသင်းဖြစ်နေနောက်တစ်ဆင့်တက်ခွင့်ရနိုင်အောင်ကြိုးစားအောင်ပဲရှိပါတယ်အုပ်စု B ကိုကြည့်လိုက်မယ်ဆိုရင်တော့ BNN လာအောင်နဲ့မလေးရှားတို့ပါဝင်နေပါတယ် BNN ကလည်းဒီအုပ်စုကိုတက်တော်တက်တာပဲဖြတ်ကျော်သွားပါလိမ့်မယ်ခင်ဗျာ BNN အတွက် ဆွေးပြိုင်တဲ့တနေရာတေချာလို့ပြောအောင်ပါဖြစ်ပါတယ်ဒီတော့အုပ်စုစီအုပ်စုစီမှာကတော့မြန်မာပြည်23သင်းပါဝင်တယ်အင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူနဲ့တောက်စုလက်ကြောင်းတယ်ခင်ဗျမြန်မာပြည်23သင်းအတွက်အုပ်စုပြတ်တဲ့အနေထားဖြစ်ပါတယ်မြန်မာပြည်23သင်းဟာအကောင်းဆုံးအုပ်စုဒုတိယဖြစ်နေဆွေးပြိုင်တဲ့တက်ခွင့်ရနိုင်မှုသာကြိုးစားပါလိမ့်မယ်ခင်ဗျအုပ်စုတစ်ခုချင်းစီကနေအုပ်စုဘုံနေရာရှိတဲ့အသင်း3သင်းဟာဆွေးပြိုင်တဲ့ကိုဒါရိုက်တလန်ဝင်ရရှိမယ်အုပ်စုဒုတိယရှိတဲ့အသင်း3သင်းပေါ်ထွက်လာမယ် အဲ့ဒီအုပ်စုဒုတိယအသင်း၃သင်းထဲကအကောင်းဆုံးဒုတိယဒုတိယပေါ့လေအဲ့ဒီအသင်းဟာဇွေးပိုင်တွေကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာတော့စီးရင်ပြိုင်မယ့်ဂျင်မာရီကော်မတီကစီးကိန်းရဲ့အမျိုးသားဘောလုံးပြိုင်ပွဲအားလုံးကိုအခမဲ့ကြည့်ရှုခွင့်ပေးတဲ့အကြောင်းသတင်းထုတ်ပြန်လိုက်တဲ့အတွက်ပရိသတ်တွေအတွက်ကျင်းပဖို့ကောင်းပါတယ်ခင်ဗျာနံပါတ်23အသင်းဟာလက်ရှိမှာတော့စီးကိန်းပြိုင်ပွဲအတွက်ဂျပန်နိုင်ငံစီကိုတွားရောက်ပြီးတော့စခန်းဝင်လေ့ကျင့်ခဲ့တယ်ပြီးတော့ဂျပန်နိုင်ငံမှာရှေ့ဆန်းပွဲ၃ပွဲချင်းမြန်ကစားခဲ့တယ်အဲ့ရှေ့ဆန်းပွဲ၃ပွဲမှာမြန်မာ23အမျိုးသားအသင်းတပွဲမှမနိုင်ခဲ့ပါဘူး နှစ်ပွဲရှုံးတယ်တပွဲသေးကြခဲ့တယ်ရှုံးတဲ့နှစ်ပွဲက3ခုတကူနဲ့တပွဲရှုံးတယ်15ခု2ခုနဲ့တပွဲရှုံးတယ်ခမနောက်ဆုံးရှေ့3ပွဲမှာတော့3ခုစီသေးကြခဲ့တယ်အဲ့တော့မြန်မာ U23 မြို့သားတင်ဟာစီးကိန်းပြိုင်ပွဲမှာရလဒ်ကောင်းမှုအတွက်အသေးအံကြိုးစားဖို့ရှိတဲ့အကြောင်းအတိအမြစ်တိဆက်သုံးသပ်လိုက်ပါတယ်ခမကျေးဇူးအပြည့်ရေးအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခမ